တောင်းလေးနှစ်တဲ့စနစ်တူနဲ့ပွဲထွက်လာကြပေမဲ့ဘရူနိုရဲ့ဘာနဲ့မှုကြောင့်လိုအပ်နေတဲ့နိုင်ရလက်ကိုဖော်ဆောင်သွားနိုင်တဲ့ United ပွဲပြီးတုံ့တက်ချက်ရေဒီမြအားလုံးပဲမိင်္ဂလာပါများ Manchester Force ဆောင်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင် Manchester United အသင်းက Crystal Palace ကိုဝေးပွင့်မှာ1-2နဲ့နိုင်ရရှိခဲ့တဲ့ပွဲစဉ်ဟာ Robin Amorin အတွက်ရောကစားမတွေအတွက်ပါတကယ်ကိုအသက်ရှူချောင်စီခဲ့တဲ့နိုင်ဝဲတွေဖြစ်ခဲ့ပါရင် Everton ကိုရှုံးနေခဲ့တဲ့အိမ်ဝင်ပွဲစဉ်အပြီးဖီးယားရီဂျာကနေလန်ဒန်မြေမှာရလက်အကောင်ပြန်ယူနိုင်ခဲ့တာပါဒီဘက်မှာစိတ်ဝင်စားစရာအကောင်းဆုံးကနေပြားနေရောက်ရဲ့ formation ပါပဲ MRI ရဲ့ United ရောဂလန်နာရဲ့ပဲလေရော3-2-1စနစ်တူနဲ့ပွဲထွက်လာကြတာပါပုံမှန်အားဖြင့်စနစ်တူချင်းကစားရင်ကွင်းထဲမှာနေရာလွတ်ရှာရခဲ့ပါရင် တယောက်တယောက်နဲ့တယောက်လူဂျင်းကတ်အနေထားမျိုးဖြစ်သွားလေးရှိပါတယ်။ Prime United တို့ယုံကန်ခဲ့ရတာထားချောင်းပါပဲ။ Bailey Quinlan နဲ့တောင်ပိုင်းကစားသမားတွေက United ကစားသမားတွေကိုပိတ်ဆို့ထားနိုင်ခဲ့ပါတယ်။ America ဒီပွဲမှာ full back တွေကို wing back တွေအပြင်ပြောင်းလဲလုပ်ခဲ့ပါတယ်။ဒါပေမဲ့ Prime မှာ Bailey ရဲ့တောင်ပိုင်းတိုက်စစ်ဆင်မှုတွေကို United ခံစေကအတော်လေးကိုကာကွယ်ခဲ့ရပါတယ်။အထူးသဖြင့်ပြင်သစ်တိုက်စစ်မှုမှာ Data ရဲ့ရုပ်ပိုင်းဆိုင်ရာအာတန်မှုကိုလူငယ်နောက်ခံလို့ Landry Rowe ကအတော်လေးကိုခက်ခဲခုခံခဲ့ရတာပါ။မာဒီနာခနာကိုကြီးမားသလိုအတွေ့အကြုံလည်းရှိတော့ယူယိုကိုအသာစီးယူပြီးကစားသွားပါရင်ပနာဒီဖြစ်သွားခဲ့တဲ့အလုံးမှာလည်းဝိုင်တန်ရဲ့ပေးပို့မှုကောင်းမွန်သလိုမာဒီတာကယူယိုကိုကြောက်ပြတ်ပြီးဖိအားပေးခဲ့ ခံအောင်လုပ်ယူသွားနိုင်ခဲ့တာပါဒီနေရာမှာကန်ကြားကဘဲလေးဘက်ကိုပါသွားခဲ့တယ်လို့ပါပဲမာဒီနာပထမအကြိမ်ကန်တုံးကနှစ်ချက်ထိဖြစ်သွားခဲ့လို့ဂုဏ်ပေးခဲ့ရပါမယ် VAR ပြန်ကြည့်ပြီးဒုတိယအကြိမ်ပြန်ကန်ခွင့်ရတော့ဂိုးဝင်သွားခဲ့ပါတယ်ဒါ United ကစားသမားတွေရဲ့စိတ်ထဲကိုထိုးနှက်ချက်တစ်ခုဖြစ်သွားနိုင်ခဲ့ပေမယ့်သူတို့မပြိုလဲခဲ့ပါဘူးပွဲကိုမရှင်းအောင်ထိမ်းမိခဲ့သူကတော့ပွဲပေါင်း300ပြည့်ကစားခဲ့တဲ့လို့ရှော့ပါပဲ Prime Big ကနေမှပီနိုနဲ့ Eddie Ingidia တို့ရဲ့ကန်ချက်တွေကိုလို့ရှော့ကအသေးလေးပိတ်ဆို့နိုင်ခဲ့လို့သာ 1C နဲ့ပြီးဆုံးခဲ့တာပါရှော့ရဲ့ဒီပိတ်ဆက်မှုကကမ်းပတ်အတွက်အခြေခံအုံမြင့်ဖြစ်ခဲ့ပါတယ်ဒုတိယပိုင်း54မိနစ်မှာ ဆက်စီသွန်လိုက်တဲ့ကိုကပွဲအဖြစ်ကိုပြောင်းလဲစေခဲ့တယ်လို့သူ့ရဲ့ကစားသမားဘွားယုံကြည်မှုကိုပါပြန်ရစေခဲ့ပါတယ်။ဘရူနိုဖာနန်ဒက်ရဲ့ဖရီကစ်ကနေတဆင့်ဇက်စီစီကိုဘောလုံးရောက်လာရင်သူကဒိုင်းချီကင်မရာကိုကြောပေးထားရကနေလှည့်ထွက်ပြီးတောက်ကျင်းတဲ့ကနေလှလပပကန်သွင်းသွားခဲ့တာပါ။ ဆက်စီအား၄ပွဲ၂၅ပွဲဆက်တိုင်းကိုပေါပြောင်းနေခဲ့ပြီးပြီးခဲ့တဲ့ဒီဇင်ဘာလကလည်းကကုမသွင်းနိုင်ခဲ့တာပါဒီကောဟာသူ့ရဲ့ဖီးယားတွေကိုရှော့ချပေးလိုက်တယ်လို့အသင်းကလည်းတက်ကြွသွားစေခဲ့ပါတယ်ဒါပေမဲ့ဂိုသမီးမချာခင်မှာပဲမာဇာရီရဲ့ရှင်တော်မှုကိုကိုကိုပြန်သွင်းပြီးတယ်လို့ဖြစ်ခဲ့သေးတာကတော့ရည်စရာလေးတစ်ခုဖြစ်ခဲ့ရပါတယ်ယူနိုက်တက်အနိုင်ကိုကတော့ဉာဏ်ရည်တာလုံမှုကနေရရှိခဲ့တာပါ63မိနစ်မှာရရှိတဲ့ free kick ကိုဘရူနိုဖာနန်ဒက်ကပုံမှန်တိုင်းမကန်ပဲပဲရီကစားသမားတွေလူတိုင်းတေချာမစီရသေးခင်မှာပဲမေဆင်မောက်စင်အမြန်ပေးလိုက်ပါတယ်မောက်ကလည်းဒီခွင့်ကိုကောင်းဆုံးသုံးချပြီးကိုမဒင်းဟန်နာဆန်လလမ်းမမီတဲ့နေရာကိုကိုးကန်ပြီးတော့သွင်းသွားခဲ့ပါတယ် ။ဘန်နီနီပြကလန်နာအတွက်ကတော့ဒေါသထွက်เสียပါပဲ။သူကစားသမားတွေအာယုံဆိုင်မှုရော်ရဲနေချိန်မှာ United ကအပြစ်ပေးသွားတာပါ။ဒီဘက်မှာ MRN ကခန်းကန်တာကရေးကြည့်ပါရင် MRN ရဲ့စားသမားတွေရဲ့နားထဲမှာဆွဲထင်ကြံရင်ခဲ့ပြီးဒုတိယပိုင်းကိုတက်တက်ကြွကြွတဲ့စတင်နိုင်ခဲ့လို့သတင်းတွေကဆိုပါရင်ပရာဝိုင်းရှုံးကနေဒုတိယပိုင်းမှာချက်ချင်းပြန်လာနိုင်တာကနေပြရဲ့နှုတ်ဆော်မှုကောင်းနေဆိုတာကိုပြသနေပါရင်ဦးဆောင်ရပြီးနောက်ပိုင်း United ကပွဲကိုကောင်းကောင်းထိန်းချုပ်ကစားနိုင်ခဲ့ပါရင်ဘယ်လိုဘက်က NGTR ကောင်းတိုက်လွဲတာ ဒီဗန်နေရဲ့ free kick လူတိုင်းထိတာလောက်ပဲရှိခဲ့ပြီ night ကနိုင်ပွဲကို deserly hot on ထားလိုက်တဲ့တန်ထိနာနိုင်ခဲ့ပါရင်ချုံကောင်သုံးသပ်ရမယ်ဆိုရင်ဒီပွဲဟာ Manchester United အတွက်ဇက်ကောင်ဆိုင်ပြားသားခဲ့တဲ့ပွဲတွေပါ penalty ပြန်ကန်ရလို့ goal ပေးလိုက်ရပေမယ့်စိတ်တမချပဲပြန်လာနိုင်ခဲ့ပါရင် Zesi ရဲ့အဆုံးသက် Bruno ရဲ့ဖန်တီးမှု Shaw ရဲ့ခံစစ်ကာကွယ်မှုတွေပေါင်းစပ်ပြီးပွဲရဲ့အဖြေကိုပြောင်းလဲပေးခဲ့ပါရင်ဒီနိုင်ပွဲကြောင့် United ဟာမပေးစရာအထက်ပိုင်းကိုရောက်လာခဲ့ပြီးမြို့ကန်ပြန်မဲ့ Man City နဲ့လေးမှတ်အကွာကိုရောက်ရှိလာခဲ့ပါရင် Emery အတွက်ကတော့သူ့ရဲ့၃-၂-၁စနစ်ကိုဝေဖန်မှုတွေရှိနေပေမယ့်ဒီလိုအဝေးကွင်းခံပတ်နိုင်ပွဲမျိုးကအသင်းကိုတိဆောက်ရမှာယုံကြည်မှုတွေအများကြီးတိုးစေမှာအသေးချပါပဲ။ အဆုံးထိကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။